ဆိုင်ရည်သူဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကကိုရီကိုသွေးဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ကျမတို့စာဖတ်သူကွန်ရှာချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။ကိုရီကိုသွေးကျွန်တို့ဟာကွဲပြားခြားနားမှုတွေကိုမြင်တွေ့နေကြရတာပဲဖြစ်ပါတယ်။တချို့လူတွေကလူတွေရောက်ရင်ကုတ်ချောင်းချောင်းနဲ့ဖြစ်နေတယ်။အဝတ်အစားတစ်တစ်လွင်လွင်တောက်တောက်ပြောင်ပြောင်နေဝစ်ထားလင်ကစား အများရဲ့အမြင်မှာတိမ်ငယ်နေတယ်လို့ဖြစ်နေတယ်။သူတို့ရဲ့မျက်နှာမှာပြုံးပြုံးရွှင်ရွှင် ပြုတ်လုထားပင်မဲ့ဆွဲဆောင်တဲ့အပြုံးလွှမ်းမိုးတဲ့အပြုံးမျိုးမဖြစ်နေပဲလူမြင်တိုင်းမျက်နှာချိုသွေးနေတယ်လို့ဖြစ်နေတယ်။လူတကာကိုမိမိကိုအေးတယူပြုတ်ဖို့ချော့မော့နေတယ်လို့ဖြစ်နေတယ်။ဒီလိုဖြစ်တဲ့ကိုရီကိုသွေးရညံ့ဖျင်းတဲ့ကိုရီကိုသွေးဖြစ်ပါတယ်။တစ်ဖက်ကိုကြည့်ပါဦး။မြင်ဘူးကြပါလိမ့်မယ်။ တချို့လူတွေကလူတော်တဲ့ရောက်လာပြီဆိုရင်စကားတွေအများကြီးပြောတယ်။လေတန်ကြင်ကြင်နဲ့ပြောတယ်။စကားဝိုင်းထဲမှာလူတိုင်းကိုမိမိလောက်ဘဟုတုတမရှိကြသူတွေဆိုပြီးတော့မဆူမဆမ်းပဲမှတ်ယူထားတယ်။ညင်းသူတွေအပေါ်အထူးချိုသာစွာပြုံးပြတယ်။အောက်ကျခံတယ်လို့ပြုလုပ်ပြတယ်။ဒါကဟန်ဆောင်မှုပဲဖြစ်ပါတယ်။သူ့ကိုအများကလက်ခံချင်အောင်လက်ထိုးတာပဲဖြစ်တယ်။စိတ်ရင်းကတော့မိမိကအဆင့်မြင့်တော်သူဖြစ်တယ်လို့မှတ်ယူထားတယ်။ ဒီလိုကိုရီကိုသွေးရမိမိကိုမိမိယုံစားမှုလွန်ကဲလွန်ပြီးဘဝင်မြင့်သလိုဖြစ်သွားတဲ့ကိုရီကိုသွေးဖြစ်ပါတယ်။လူအတိုင်းအဝိုင်းကလက်သက်မခံတဲ့ကိုရီကိုသွေးဖြစ်ပါတယ်။ဒီအစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့ကောင်းမွန်တင့်တင့်လက်ခံခြင်းစပွဲကိုရီကိုသွေးရှိထားဖို့လိုအပ်ပါတယ်။ဒီလိုကိုရီကိုသွေးရှိတဲ့လူတွေကရှေ့တန်းအောင်ရောက်ပြီးဘဝမှာအောင်မြင်သူတွေစည်ရင်းဝင်ဖြစ်လာကြရပါတယ်။ဒီလိုမျိုးကောင်းမွန်တင့်တင့်နဲ့ကိုရီကိုသွေးရှိဖို့က ကိုခန္ဓာထွားကြိုက်မှုသေးကွေးမှုပေါ်မှာမတည်ပါဘူး။ငွေကြီးချမ်းသာခြင်းစင်းရဲခြင်းတွေပေါ်မှာလည်းမတည်ပါဘူး။အတန်းပညာမြင့်မားခြင်းနှိမ့်ကျခြင်းစတာတွေပေါ်မှာလည်းမတည်ပါဘူး။ဘာကြောင့်လဲဆိုတော့တဘာဝအားဖြင့်လူတိုင်းဟာသူတဘာနဲ့မတူထင်ရှားတဲ့ကိုယ်ရည်ကိုယ်သွေးကိုမွေးကလေးရရရှိလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိမိတဘာဝအတိုင်းနေတတ်မှုကိုငယ်ရွယ်စဉ်ကပင်သတိပြုမိတဲ့လူဟာကံကောင်းတဲ့သူတွေလို့ဆိုရပါလိမ့်မယ်။ ရှင်းပြဖို့တော့လိုအောင်ပဲထင်ပါတယ်မိမိတဘာဝအတိုင်းနေတတ်သူလို့ဆိုလိုက်လို့ဘာမှလုပ်စရာမလိုတော့ပဲကိုယ့်ရဲ့အနှိမ့်ကျဆုံးသောဇာတိစိတ်နဲ့အထုံပါရာတို့နောက်ကို မျောလိုက်ဖို့သာဖြစ်ပါတယ်ဒီလိုမျိုးမှတ်ယူလိုက်မယ်ဆိုရင်တော့လွဲမှားပါတယ်ဒီလိုပြုလုပ်တာကလူပြင်းနေရဲ့ဇယိုက်ပဲဖြစ်တယ်ကိုယ့်တဘာဝအတိုင်းနေထိုင်တတ်ဖို့အတွက်လုပ်စရာတွေအများကြီးရှိတယ်မိမိပါအရေးအသွေးတွေကိုရိုးသားမှန်ကန်စွာဂရုတစိုက်စရင်ကောက်ရပါလိမ့်မယ် ကိုယ့်ရဲ့အသွင်အပြင်ကိုတက်နိုင်တဲ့စွမ်းရည်ကိုယ့်ရဲ့အရေးအချင်းတွေကိုယ့်အကြိုက်ဝါသနာတွေနဲ့လောက်ကင်နိုင်စွမ်းတွေစတာတွေကိုအရှိအတိုင်းစည်ရင်းကောက်ရပါလိမ့်မယ်။နည်းသလားညားသလားပို့ပြီးတော့တိုးတက်အောင်ဘာလို့ဘလို့ပြုလုပ်ပြီးရင်ကောင်းမလဲ။စသဖြင့်စင်ကျင်တွေးတောနီးလန်းရှာရပါမယ်။စဉ်စစ်မှာတော့တင့်မှာရှိရဲ့ဖြစ်နိုင်စရာအလားအလာတွေကိုတကယ်ဖြစ်လာအောင်ပြောင်းလဲပြစ်လိုက်ဖို့ပဲဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရရင်တင့်ဖြစ်ချင်တဲ့ပုံကွာ ဘလို့ပဲပုံရှိရမယ်ဆိုတာကိုစိတ်အာယုံထဲမှာရုပ်ပုံဖော်တာပဲဖြစ်ပါတယ်။အဲ့ဒီရည်မှန်းချက်စီတို့ရောက်အောင်မိမိရဲ့လက်ရှိအခြေအနေကိုဘယ်ဘက်မှာဘလို့ပံ့ပိုးပေးရမလဲဆိုတာကိုစံစပြုလုပ်ရမှာပဲဖြစ်ပါတယ်။လူတိုင်းဟာသူများနဲ့မတူတီးခြားဖြစ်မှုရှိပါရဲ့။တင်ရလဲသူများနဲ့မတူပဲ꽌ပြားခြားနာပါတယ်။ဒီ꽌ပြားခြားနာချက်ကိုပေါ်လွင်ထင်ရှားလာအောင်ပြုလုပ်တာကတော့ခက်ခဲတယ်ဆိုတာကိုကျွန်တော်ဝန်ခံပါတယ်။ ဒါပေမဲ့ငါဟာသူများနဲ့မတူဘူးဆိုတာကိုစိတ်ထဲမှာစွဲထားပြီးမလျှော့တဲ့လုံလဇွဲတဲ့လှုပ်ဆောင်စရာတွေလှုပ်ဆောင်သွားမယ်ဆိုရင်တင်ရလူများရဲ့ရှေ့သို့ထွက်လာနိုင်မှာပဲဖြစ်ပါတယ်။သတိပြုတဲ့နာကတော့အောင်မြင်ခြင်းဆိုတာအကန့်အသတ်မရှိပါဘူး။ဥပမာအခြေခံပညာအထက်တန်းအောင်မြင်သူကနိုင်ငံမှာဘဏ္ဍဦးသာရှိရမယ်ဆိုပြီးကန့်သတ်ချက်မရှိပါဘူး။ဒီလိုပဲအောင်မြင်သူကနိုင်ငံတစ်ခုမှာဘယ်၍ဘယ်မျှပဲရှိရမယ်လို့လည်းကန့်သတ်မထားဘူး။ အဲ့ဒါကြောင့်အောင်မြင်ရေးတို့ချီတက်ရမှာပြိုင်ဆိုင်နေရမဟုတ်ပါဘူး။သူများရဲ့အောင်မြင်သွားလို့နေရာပြည့်သွားပြီးတင်မအောင်မြင်တော့ဘူးဆိုပြီးမရှိပါဘူး။သမုတ်တရားတဲ့သူမြစ်ရည်တွေကြိုက်သလောက်စီးဝင်နိုင်တဲ့ကဲ့သို့အောင်မြင်မှုနယ်ပယ်မှာလည်းလူတိုင်းအတွက်နေရာရှိပါတယ်။အောင်မြင်မှုနယ်ပယ်တွင်မှာပြိုင်စရာလည်းမလိုတိုင်းတာစရာအကြောင်းလည်းမရှိပါဘူး။ဒါကြောင့်မို့လို့ဘဝအောင်မြင်ရေးရဲ့တစိ့တပိုင်းဖြစ်တဲ့ကောင်းမွန်တင့်တဲ့ကိုယ်ရည်ကိုယ်သွေးကိုရရှိရေးမှာသူများနဲ့ပြိုင်ဖို့မလို့ ိုးဘာသာကိုကြိုးစားဝတ်နဲ့တတ်သိရှိပြီးမိမိရဲ့ကိုယ်ရည်ကိုယ်သွေးကိုပြည့်မှတ်သူရောက်အောင်တိုးမြှင့်သွားဖို့ပဲဖြစ်ပါတယ်။တနည်းဆိုရလို့ရှိရင်ဘဝမှာအကောင်းဆုံးနဲ့အပြည့်အဝဆုံးနေသွားခြင်းဖြစ်ပါတယ်။ဒီလိုမိမိရဲ့ကိုယ်ရည်ကိုယ်သွေးကိုမြင့်တင်မှုကြံတဲ့အခါမှာတစ်ခါတရံမှာတော့ကိုအားကြတဲ့အောင်မြင်ပြီးသားလူတယောက်ကိုလိုက်လံအတုခိုးခြင်းစိတ်တွေပေါ်ပေါက်လာတတ်ပါတယ်။ဒီလိုဖြစ်ရတာကလူတဘာဝကြောင့်ပဲဖြစ်ပါတယ်။ငယ်ရွယ်တဲ့ကလေးဟာ လမ်းလျှောက်တာ စကားပြောတာနဲ့စပြီးလုတ်ပုံကိုင်းပုံတော်တော်မများအောင်ပတ်ဝန်းကျင်ကလူကြီးရဲ့အတူကိုယူပြီးတော့လိုက်လုံရာနဲ့တက်မြောက်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်ပြီးမြောက်အောင်မြင်ရာမှာရှေးဦးစွာပြီးမြောက်အောင်မြင်ခဲ့ကြတဲ့သူတွေရဲ့အတူကိုယူရမယ်ဆိုတဲ့အစွဲဖြစ်လာရတယ်။မှန်ပါတယ်။ဒါပေမဲ့တည်တဲ့အထိယာသက်ပန်သူများအတူယူသွားရင်ဒီလူကအညွတ်တုံးတဲ့လူပဲဖြစ်ပါတယ်။ပြန်ပြီးတော့ဆင်ခြင်ကြည့်ပါ ရေစင်ကသူများရဲ့အတုကိုယူပြီးလမ်းလျှောက်တက်ခဲ့ရသည့်တိုင်တစုံတစ်ခုသောအသက်ရွယ်ကိုရောက်တဲ့အခါမှာလမ်းလျှောက်ပုံကကိုနီးကိုဟန်ဖြစ်လာတယ်။အခြားသောလှုပ်ဆောင်ချက်တွေကလည်းဒီလိုပါပဲ။စာရေးတဲ့အခါမှာပို့ပြီးတော့ထင်ရှားတယ်။ကလောင်လက်တင်ဟာ ရှေးဦးစွာသူအားကြတဲ့စာရေးစရာရဲ့ဟန်ကိုအတုယူပြီးတော့ရေးသားတယ်။တကယ်လို့သာအဲ့ဒီလူကတစုံတစ်ခုသောအတိုင်းတောင် ရောက်ပြီးတဲ့နောက်ရှေးလျှောက်ဆက်လက်အတုယူရေးသားသွားမယ်ဆိုရင် ဒုတိယဖိုးစိန်သာဖြစ်မယ်တောက်ပြောင်တဲ့ကိုကြီးကိုသွေးပေါ်လာမှာမဟုတ်ပါဘူးတနည်းရရမှာသူ့ဟာအတူอยู่ရဲ့လူနဲ့လမ်းခွဲရမှာပဲဖြစ်ပါတယ်အဲ့ဒီနေရာကနေစပြီးတော့သူ့ရဲ့ကိုပိုင်ဟန်ထွက်ပေါ်လာလိမ့်မယ်ဒီခါကျမှသူ့ဟာသူများနဲ့မတူတီးကြထင်ရှားတဲ့သူတယောက်ဖြစ်လာရပါတယ်တီးကြထင်ရှားတဲ့သူတယောက်ဖြစ်ရမယ်ဆိုလို့လေပုံပန်းတရံမှာ၎င်းအမှုရာလှုပ်ဆောင်ချက်တွေမှာ၎င်းကြောင်တောင်တောင်စမ်းတန်းတန်းဖြစ်ရမယ်ဆိုပြီးတော့လုံးဝမမှတ်ယူတင်ပါဘူး တန်တန်ပြန့်ပြန့်တက်တက်ရရနဲ့ကိုယ်အသက်အရွယ်နဲ့လိုက်အောင်ဝတ်စားစင်ရင်လောက်ကင်ပြုတ်မှုဆိုလို့ရှိရင်လုံလောက်ပါပြီမိမိကိုမိမိစီကန်းချပေးဖို့လိုပါတယ်အစားအသောက်မှာစီကန်းစနစ်ရှိရပါမယ်လုံလောက်တဲ့အိမ်ပြင်လေးကျင်ကနေလုံလောက်တဲ့နားနေမှုရရှိရပါမယ်စားရေးတောက်ရေးလုပ်ငန်းလိုမျိုး ကို့မှာရှိရအတွေ့အကြုံ ခံစားမှုဘ ഹു တုတ္တစတာတွေကိုဖြန့်ဖြူးပေးရတဲ့သူဆိုရင်ဖြန့်ဖြူးတဲ့လုပ်ငန်းကိုတွင်တွင်ကျကျလောက်ကင်နိုင်ဖို့ ိမိကိုယ်ရင်းတို့ဖြည့်ပေးနိုင်တဲ့စာဖတ်ခြင်းစတဲ့ဘဟုတုတ္တစုဆောင်းမှုတွေအတွက်လည်းအချိန်ပေးရပါမယ်။ဘဝမှာရွေးစရာရှိတာတွေကိုရွေးချယ်ပါ။လူကြုံလိုက်ခြင်းမပြုတ်လို့တင်ပါဦး။တငယ်ချင်းမိတ်ဆွေထားရှိရင်ရွေးချယ်ပြီးတော့ထားပါ။ဒီလိုပဲအားပြည့်စရာပျော်ရွှင်မှုအတွက်ဝါသနာတွေအားကစားလုပ်ငန်းတွေကိုဒါမကကိုယ့်ရဲ့အသက်မွေးလုပ်ငန်းကိုပင်ရွေးချယ်လုပ်ကိုင်တင်ပါတယ်။ဒါအပြင်ကိုယ့်ရဲ့ညင်ကိုကိုသိရမယ်။တကယ်လို့တင်ဟာ တကိုယ်ရဲ့နေရမှုနှစ်သက်မှုဖြစ်ရင်လူတော်သူတော်တွေမှာအောင်မြင်သူမဖြစ်ရခြင်းအတွက်အဲ့မှာစိတ်အနှောင့်အယှက်ရှိမှာမဟုတ်ပါဘူးဒီလိုလူတွေကစာဖတ်တာချုပ်လုပ်တာချက်ပြုတ်တာစိုက်ပျိုးတာစားရလုပ်ငန်းတွေဝါသနာအလျောက်လုတ်ကင်ပြီးပွဲလန်းတဲ့ရင်သွားမယ်အစားတင်နန်းကောင်းတွေတက်ရောက်တင်ပါတယ်စိတ်တူကိုယ်တို့မိတ်ဆွေထံသွားရောက်လဲပတ်မယ်ဒီလိုနဲ့တင့်ရဲ့ကိုယ်ရည်ကိုယ်သွေးရတက်လာမှာပဲဖြစ်ပါတယ်ဆက်ဆံရေးအမှုချင်းနေ ိမ်မွေ့ကောင်းမွန်ဖို့လိုပါတယ်။အများနဲ့ဆက်ဆံရမှာယဉ်ကျေးပြူငါပြီးအတအကျိုးခောက်ထားပြီးသူတစ်ပါးအကျိုး သူတစ်ပါးရဲ့နေရာကဝင်ပြီးစဉ်းစားတတ်အောင်မိမိကိုမိမိအသိပညာပေးလေ့ကျင့်ပေးပါ။ဘယ်လောက်ကိုလောက်တာဖြစ်ဖြစ်ကောင်းစွာလောက်ကင်ပါ။စိတ်ရောကိုယ်ပါလောက်ကင်ပါ။စာပေတွေထဲမှာကြင်ကြံနိုင်ပွင့်ရာတွေကိုရွေးထုတ်ပြီးတော့ကြင်ကြံအားထုတ်ခြင်းဖြင့်အောင်မြင်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုရရှိမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ဆိုင်ရည်သူစီရတက်လုံရေးသားထားတဲ့ကိုရီကိုသွေးစရယ်ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ခွန်ရှာတော့နောက်ထပ်ခေါင်းစဉ်လေးမှပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။